တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့အော်တိုဘာလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြင်းကြံမှာစစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့တမနီစစ်ရုံကိုတရားခွန်မမရှော့တိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကျံမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့တမနီစစ်ရုံကိုတရားခွန်မမရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာစစ်သား15ဦးသေဆုံးခဲ့ကြောင်းမြင်းကျံ District Battalion 2မှ တရင်မှုကပြောဆိုပါတယ်။အော်တိုဘားလ16ရက်နေ့မြင်းကျံမြို့နယ်အကြမ်းဖက်စစ်တပ်ကအင်အား200ခန့်နဲ့ထိုင်ချတပ်ဆွဲထားတဲ့တမနီစစ်ရုံကိုတော်လှန်ရေးတပ်ဖွဲ့တွေကတရားခွန်မမရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ဦးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မြင်းကျန်တမဏိစစ်ရုံကိုကျွန်တော်တို့ပြစ်ခတ်ခဲ့တာပါ။၁၀လုံးပြစ်တာမှာ၈လုံးကအောင်မြင်တယ်၊၈လုံးအောင်မြင်တဲ့အထက်ကနေ၄လုံးကထိချက်ကောင်းကိုမှန်ပါတယ်။အဲ့ဒီ၄လုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြောက်ရောက်ပေါက်ကွဲခဲ့လို့စစ်ခွေးတိတ်ဆုံးတာများခဲ့တာပါ။အဲ့ဒီနေရာမှာကစစ်ခွေးအင်အားက၂၀၀ဝန်းကျင်ခန့်ရှိပါတယ်။စစ်ခွေးတေတာကခမ်းမန်းကြီး၁၅ဦးတိတ်ဆုံးတယ် ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကျန် District Battalion 2မှတရင်မှုကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ခရိုင်မှနဲ့တရင် Burmese Guerrilla Force BGF မြင်းကျန် One More စစ်ကြောင်းနဲ့မြင်းကျန်ခရိုင်အမှတ်3တရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မောင်မကန်ရေစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်မကန်ရေစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လန်ရေးတရင်ရှိမြက်ကဆိုပါတယ်ဒီကနေ့အော်တိုဘားလ26ရက်နေ့မနက်ပိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကလောင်းလုံးမြို့နယ်မောင်မကန်ရေစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်မှလေယာဉ်နဲ့လာရောက်ပုံချေတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အဲဒီလိုစစ်တပ်ကလေယာဉ်နဲ့ပုံချေခုခံနေတဲ့ကြားမှာ မမကန်ရေစကန်ကိုတော်လန်ဤတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်မှထိခိုက်သိမ်းဆုံးမှုရှိပြီးရေစကန်တွင်းမှာရှိတဲ့လက်နက်ခင်းရဲများလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းလောက်ကလေးကရေစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေကလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့ဂျာကာကိုရေစကန်ကိုအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်ခွေးတွေတိုက်ဆုံးတာလည်းရှိပါတယ်။ရေစကန်တွေကလက်နက်ခင်းရဲတွေလည်းတင်ဆက်နိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်တဲ့ ော်လိုင်းသတင်းရှင်းမြစ်ကပြောဆိုပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်သတင်းဌာနကအတည်ပြုနိုင်ဖို့တဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကိုဆက်သွယ်မေးမြန်းခဲ့ပြီးမမကန်ရေစကန်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်းကိုအတည်ပြုပြောဆိုခဲ့ကဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းတုံမြို့အဝင်လမ်းပေါ်မှာ ခီးတဲ့တင်ကားတွေကိုစက်ကြီးကောက်ရန်ထွက်ခွာလာတဲ့ရင်းနှီးဦးပြစ်ခတ်ခံရ၍တေဆုံးပြီး လက်နက်နက်လက်နဲ့ကြည်စံများရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းတရက်ခရိုင်မင်းတုံးမြို့အဝင်လမ်းပေါ်မှာခီးသက်တင်ကားတွေကိုစက်ကြီးကောက်ရန်ထွက်ခွာလာတဲ့ရင်းနှူးပစ်ခတ်ခံရ၍တိတ်ဆုံးခဲ့ပြီးလက်နက်နက်လက်နဲ့ကြည်စံများရရှိခဲ့ကြောင်းအမတ်စ်စစ်တေတာပြည်သူကာကွယ်တပ်မတော်တရက်ခရိုင်အမတ်လေးတပ်ရင်းမှတာဝန်ခံကိုမြက်ကရန်ကုန်ခီးသက်တရင်ဌာနကိုပြောဆိုပါရတယ်။ဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်6:30မိနစ်အချိန်မကွေးတိုင်းတရက်ခရိုင်မင်းတုံးမြို့အင်းလေကုန်းကြေးရွာအနီး မင်းတုံမြို့အဝင်လမ်းပေါ်မှာခီးသွောကားတွေကိုလက်နက်နဲ့ချင်းချောက်စက်ကြီးကောက်ရင်ထွက်ခွာလာတဲ့ရဲတပ်သား၂ဦးဖြစ်တဲ့နေမင်းထက်နဲ့တန်းထိုက်စိုးတို့ကိုပြည်သူ့ကာကွယ်ရေးတပ်တွေကကြိုတင်ဆောင်ဆိုင်ပစ်ခတ်ခဲ့ကရင်းနှီးဦးလုံးတေဆုံးခဲ့ကြောင်းအဆိုပါရင်းနှီးဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခင်အမှတ်လေးတရင် တခွင်းနှစ်တက်စိတ်ငါးကကင်းဘုံဝွေရဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ သူတို့ကစစ်စေးရေးဂိတ်ကိုထွက်လာတာထက်အဲ့ဒီအနီးအနားတဝိုက်မှာဖျက်သွားဖျက်လာခီးသွားကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါအရင်ကလည်းအဲ့ဒီလိုပဲလာလာပြီးကောက်နေကြပါအဲ့ဒါကိုကျွန်တော်တို့ကတရင်အရာကင်းဘုံဝေပြီးတော့25ရက်နေ့ညမှာကလေးကကင်းဘုံကျွေပြီးတော့စောင်းဆိုင်ပစ်ခတ်တာဖြစ်ပါတယ်သူတို့ကကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါမင်းတုံမျိုးရစ်တက်ဖွဲ့ဝင်တွေပါလို့အမတ်တစ်စစ်တေတာပြည်သူကာကွယ်တက်မတော်တရက်ခေအမလေးတက်ရင်မှတာဝန်ခံကုမြက်ကရှင်းပြပါတယ် အစိုးရတည်ဆုံသွားတဲ့ရင်းနှုတ်ထမဂျီ3နှစ်လက်ဂျီ3ဂျီပေါင်း2ခုဂျီ3ဂျီ29တောင်းလက်ပစ်သီးတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6500ကျပ်တကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ကမင်းတုံမြို့ကိုအခြေပြု၍တပ်ဆွဲထားပြီးမင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုမကြာခဏဆိုသလိုစစ်ကြောင်းထုတ်မှုများရှိကြောင်းမင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုတော်လိုင်းရီတက်တွေကနေမီအထိကစုံမထားကြောင်းဒေသတော်လိုင်းရင်အရင်းမြစ်များထံကနေသိရှိရပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆောက်မြို့နယ်မဲရာမတ်စစ်စည်ရေးဂိတ်မှာတရားမဝင်မြန်မာနိုင်ငံသား65ဦးဖမ်းဆီးရရှိပြီးအသက်17နှစ်မှအသက်35နှစ်အတွင်းလူငယ်များဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံနှစ်နိုင်ငံနယ်စပ်အနီးမဲဆောက်မြို့နယ်မဲရာမတ်စစ်စည်ရေးဂိတ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား65ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းသတင်းများနဲ့ထိုင်းအာဏာပိုင်များရဲ့ထုတ်ပြန်ကြေညာသိရှိရပါတယ်။ဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်အစောပိုင်း မဲဆောင်မြွနဲ့မဲရမတ်နေဆက်ဖြတ်ကျော်စစ်စေးကိအင်းဒီမှာထိုင်းအာဏာပိုင်တွေကကင်းလည်နေစမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား64ဦးဖမ်းဆီးရရှိကြောင်းမြန်မာနိုင်ငံသား64ဦးထဲမှာအမျိုးသား43ဦးနဲ့အမျိုးသမီး21ဦးတို့ပါဝင်ကြောင်း၎င်းတို့နဲ့အတူမြန်မာနိုင်ငံသားများကိုခေါ်ဆောင်လာတဲ့ထိုင်းနိုင်ငံသား3ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဝင်ရောက်လာသူများမှာတရားမဝင်ဝင်ရောက်လာကြခြင်းဖြစ်ပြီးတရားဝင်အထောက်အထားစာရွက်စာတမ်းမပါဝင်ကြောင်းထို့ကြောင့်ထပ်ခရိုင်မှာရှိတဲ့ မေရာမက်ယက်စကန်မှာအမှုပွင့်ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘာလ22ရက်နေ့ည7:00နာရီချိန်ကလည်းထိုင်းနိုင်ငံထားခရိုင်မေရာမက်စစ်ဆေးရေးဂိတ်အနီးတောလမ်းမြတ်မတဆင့်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား32ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားတွေကဘန်ကောက်မှာအလုပ်လုပ်ရန်အတွက်တဦးကိုထိုင်းပတ်ငွေ2500နဲ့ပွဲစားကပေးကဝင်ရောက်လာသူများဖြစ်ကြောင်းသိရှိရပါတယ်။တရားမဝင်မြန်မာနိုင်ငံသား32ဦးမှာလူငယ်များဖြစ်ကြပြီး အမျိုးသား23ဦးနဲ့အမျိုးသမီး10ဦးတို့ပါဝင်ကြောင်းထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ရန်တောင်ရင်မြစ်ကမ်းအနီးမှာ၉ရက်ကြာနေထိုင်ဆောင်ဆိုင်ခဲ့ကြောင်း၎င်းတို့အားလုံးကိုတရားမဝင်ဝင်ရောက်မှုနဲ့တာကရိုင်မဲရမတ်ရေစခန်းကအမှုဖွင့်အရေးယူထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ဝတီမြို့နယ် KK Park မှာ၃ရက်ဆက်တိုက်ပေါက်ကွဲမှုများထပ်မံဖြစ်ပွားပြီးကြားဖြန့်ဆိုင်ရာတပ်တွေအထောက်အထားတွေကို BGF ကမိုင်းခွဲဖျောက်ဖျက်တဲလို့သုံးသက်ယူဆဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြောက်ရီမြို့နယ် KK Park မှာ၃ရက်ဆက်တိုက်ယမန်နေ့ညပိုင်းပေါက်ကွဲမှုများထပ်မံဖြစ်ပွားကြောင်းနေဆက်ဒေသတရင်ရှိမြစ်တွေကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘားလ25ရက်နေ့ညနေ9:00နာရီကျော်ချိန်မှစတင်ပြီး KK Park အတွင်းမှာပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကာယမန်နေ့ညပေါက်ကွဲမှုတွေက၃ရက်မြောက်နေ့ပေါက်ကွဲမှုဖြစ်ကြောင်း KK Park ပေါ်မှာ drone တချို့ပြန်တမ်းမှုကိုလည်းမြင်တွေ့ရကြောင်းနေဆက်တရင်ရှိမြစ်ကပြောဆိုပါတယ်။ KK Park တဲမှာကြားဖြတ်နေရာတွေမှာလူတွေကိုထောင်လို့ချုပ်တဲ့နေရာတွေ တရုတ်နဲ့နိုင်ငံခြားသားတွေကိုနှိပ်စက်တဲ့အမောင်ခန်းတွေမြေအောက်ခန်းတွေကို BGF ကမိုင်းထောင်ဖောက်ခွဲတာဆိုပြီး KGPK ထဲမှာလုပ်ဘူးတွေကပြောနေကြတယ်။တပ်တွေဖျောက်ဖျက်တဲ့သဘောပေါ့။တကယ်အတိအကျကတော့သိနိုင်ဖို့ခက်ခဲတယ်။တိကျတာကတော့ KGPK ကိုအခုချိန်ထိလုံခြုံရေးယူထားတာက BGF ပဲ။စစ်တပ်ဆိုတာတော့အယောင်ပြပဲ။ BGF ကအကုန်ထင်းချုပ်ထားတာပါလို့နေဆက်တရင်အရင်မြစ်ကဆိုပါတယ်။အော်တိုဘာလ22ရက်နေ့နဲ့အော်တိုဘာလ23ရက်နေ့မှာစတင်ပြီး KK pack အတွင်းမှာကြားဖြန့်လုတ်ကင်နေသူတွေကို BGF ကနင်းထုတ်ခဲ့ပြီးအရေးကြီးတဲ့ကြားဖြန့်တရုတ်တထည်တွေကိုတော့ BGF ကခေါ်ထုတ်ကာရွှေကုတ်ကို BGF အရေးတာများမှာခေါ်လွန်ခွင့်ပေးထားကြောင်းနေဆက်သတင်းရှိမြစ်တွေကပြောဆိုပါတယ်။ယနေ့အချိန်ထိ KK pack မှာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာတဲ့စုစုပေါင်း1233ဦးရှိနေပြီးထိုင်းအာဏာပိုင်များကစစ်စစ်မှုများလှုပ်ဆောင်ကာယာယီခေါ်လွန်ရေးစခန်းများမှာထိန်းသိမ်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကလာဝကဥပဒေ SC ဥပဒေနဲ့နောက်ရောက်ခံဥပဒေကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့တယ်လို့ကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဒေါသတကြီးမှတ်ချက်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NLD အစိုးရကလူဝင်မှုကြီးကြပ်ရေးဥပဒေ SC ဥပဒေနဲ့နောက်ရောက်ခံဥပဒေတို့ကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ကြောင်းကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဒေါသတကြီးမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ အော်တိုဘာလ27ရက်နေ့တတအုမြို့နယ်မှာကျန့်ဖို့ပါတီဝင်များနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်ကျန့်ဖို့ခင်ကြီးက၎င်းအနေနဲ့လာဝကဝန်ကြီးအဖြစ်ဦးသိန်းစင်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့ကြောင်းတို့ကြောင့်မြန်မာနိုင်ငံကိုပြည်ပမှနိုင်ငံခြားသားအဝင်ထွက်ကိုစီစစ်ပြီးစည်ရင်ပြည့်စုံစောင့်ကြည့်ကြရကြောင်းနိုင်ငံတော်ဟာတာလာရင်စည်းရမဟုတ်ကြောင်းတို့ရမှာ NLD အစိုးရကအေရှင်ဥပဒေလာဝကဥပဒေနဲ့နောက်ရောက်ခံဥပဒေများကိုဖျက်သိမ်းခဲ့ကြောင်း၎င်းကဆိုပါတယ် ကျွန်တော်ကလဝကဝန်ကြီးလုပ်တယ်ပြည်ဝင်ပြည်ထွက်ကိစ္စကကျွန်တော်နဲ့ဆိုင်တယ်ကိုယ်နိုင်ငံကိုဘယ်သူတွေဝင်လာတယ်ဘယ်သူတွေထွက်သွားတယ်ဒီနိုင်ငံမှာနိုင်ငံခြားသားတွေဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်နဲ့ဆိုင်တယ်ဒါကတစ်သက်လုံးကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ကိစ္စတွေခင်ဗျားတို့လည်းတနေရာကိုနိုင်ငံခြားတွေပါတွေသွားတယ်ဆိုရင်လင်းပြန်ပေါ်မှာဖြစ်ရတယ်ကျွန်တော်နာမည်ဘယ်သူကျွန်တော်ဘာပြည်ဝင်ခွင့်နဲ့လာတယ်ဘယ်မှာကျွန်တော်နေတယ်ဘယ်တော့ပြန်မယ်အဲ့ဒါမလုပ်သင့်ဘူးလားကိုယ်နိုင်ငံကိုလာတဲ့သူတွေအတွက်ကိုကတာလာရင်ဇေယျမှာမဟုတ်ပဲဗျာ အဲ့ဒီလူကလေစိတ်ကိုရောက်တာနဲ့လောက်ဝကဒီစီးရင်တွေကိုယူပြီးတော့ထိန်းထားရတယ်။သူသွားခဲ့တဲ့နေရာဥပမာသူဟိုတယ်မှာတည်မယ်။အပြင်မှာတဲခွင့်မရှိဘူး။အိမ်တွေမှာတခြားနိုင်ငံတွေလို home stay ခေါ်တာပေါ့တဲလို့မရဘူး။အဲ့ဒီစီးရင်တွေကိုညနေမှာလောက်ဝကကိုပို့ရတယ်။လောက်ဝကကဒါတွေအကုန်တိတယ်။ကိုယ်နိုင်ငံမှာနိုင်ငံခြားသားပဏ္ဏယောက်ရှိတယ်။ကိုယ့်အိမ်ကိုဝင်လာတဲ့ဒဇင်းကိုတိဖို့မလိုဘူးလား။ဒါနိုင်ငံတော်လုံခြုံရေးဟုတ်တယ်မလား။တရားဥပဒေစိုးမိုးရေးကိုယ်အချုပ်ချအာဏာတည်တံ့ခိုင်မြဲရေး ို့ခြင်စည်းရုပ်ကိုကိုထိန်တာအဲ့ဒါဘာမှမတရားစရာမရှိဘူးဘယ်နိုင်ငံသားဒီလိုကြီးပဲထုံးစံပဲအဲ့ဒီလွန်ခဲ့တဲ့အစိုးရအဖွဲ့အစည်းတစ်ခုလက်ထက်မှာအဲ့ဒါကိုဖျက်ပစ်လိုက်တယ်ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီးရှောက်ထားစရာမလိုဘူးလို့ဖျက်လိုက်တယ်ခမည်းဝင်လာတာကိုလုံးဝမသိတော့ဘူးပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်အစင်းဥပဒေကိုဖျက်လိုက်တယ်ဘယ်မှာတဲလဲဆိုတာမသိဘူးဘယ်သွားတယ်ဆိုတာမသိအောင် နောက်ရောက်ကန်ဥပဒေဆိုတာဖျက်ပစ်လိုက်တယ်ဝင်တာလည်းမသိဘူးနေတာလည်းမသိဘူးဘယ်သွားလဲဆိုတာလည်းမသိဘူး အဲ့ဒီတော့ကိုယ့်နိုင်ငံမှာလူစိုးမှန်းလူကောင်းမှန်းမသိတဲ့သူတွေအများကြီးဖြစ်မနေဘူးလားအဲ့ဒီစနစ်ကိုအခု ပြင်လဲရပြီလို့ခင်ကြီးကပြောဆိုပါတယ်ရခင်အစိုးရခေါ် NLD အစိုးရဟာနိုင်ငံတော်ရဲ့ချုပ်ချာအာဏာကိုချုပ်ဖောက်ခဲ့ကြောင်းမင်းအောင်နိုင်ငံစစ်အာဏာသိမ်းချိန်မှာ NLD အစိုးရကဖျက်သိမ်းခဲ့တဲ့ဥပဒေတွေကိုချက်ချင်းပြထမ်းပြီးပြင်ဆင်ခဲ့ရကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်ကျွန်တော်လောင်းဝကမှဒုတိယချိန်ဝင်ကြီးဖြစ်တယ်ဖြစ်တော့နိုင်ငံသားတွေပြဇန်းกว่าစရင်အဘတသိန်းခွဲလောက်ရှိတယ်ထင်တယ် ဇယင်းတွေတေချာရှိတယ်ဘယ်နေရာတွေမှာရှိတာလဲကျွန်တော်မသိဘူးဘာလို့မသိလဲခုနကစနစ်တွေကိုဖျက်ပစ်လိုက်လို့ပြန်ပြင်းရတယ်အဲ့ဒါခမည်းတော်မသိနိုင်တဲ့ကိစ္စနိုင်ငံတော်အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တာလို့ခင်ကြီးကဆိုပါတယ်ကြံ့ဖို့ပါတီခင်ကြီးကမကြမီကျင်းပမဲ့ရွေးကောက်ပွဲမှာ NLD ပါဝင်ခြင်းမရှိပေမဲ့လည်း NLD အစိုးရလက်ထက်မှာတိုင်းပြည်အခြေအနေမကောင်းဘူးလို့ဆိုကာမကြခဏဆိုသလိုဝေဖန်တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာတာကိုမြင်တွေ့ရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုပ်ဖို့မှာရွေးကောက်ပွဲမဲထည့်ရန်ဖိအားပေးနေတဲ့အုတ်ကြီးပြစ်ခတ်ရှင်းလင်းခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခင်အုပ်ဖို့မြို့နယ်ဗလားအုပ်စုရဲ့အုတ်ချုပ်ရဲမှုဟာစစ်တပ်ကကျင်းပမဲ့အတုရောင်ရွေးကောက်ပွဲမှာမဲမထည့်ဖို့ပြည်သူတွေကိုဖိအားပေးတာတွေလှုံ့ဆော်နေတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တာယာဝရီခင်တရင်383ညနှင့်တက်ခွဲလိမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကသတင်းထုတ်ပြန်ပါတယ်။အဆိုပါအုတ်ချုပ်ရဲမှုအေးတောင်းကို မနေ့ကအော်တိုဘာလ25ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်သူ့ရဲ့နေအိမ်မှာပဲမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲဘော်တွေကဦးကောင်းတစ်တစ်ကိုကြည်တချက်ပြစ်ခတ်ပြီးရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။သူက တော်တော်လူပါဝါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းမှာပေါ့နော်။သူတို့ရဲ့အနောက်ချမ်းကို PDF တွေမလာနိုင်ဘူးဆိုတဲ့အသည့်နဲ့ပြည်သူတွေကိုရုံမှကျင်တိုင်းရုံမှနေတာပေါ့နော်။သူကိုစောင့်ကြည့်နေခဲ့တာပြည်သူတွေရဲ့တိုင်ကြားတာတွေလည်းလက်ခံရရှိထားပါတယ်။အဲဒီဘက်ကအုပ်ကြီးတွေ ပြူစောတီတွေပြည်သူစစ်တွေက မြို့ကိုကြော်ပြီးသူတို့ဘက်ကိုရောက်မလာနိုင်ဘူးထင်နေတာပေါ့ဒါပေမဲ့ကျွန်တော်တို့မြေအောက်တက်ဖွဲ့ပါနေရာတိုင်းမှာရှိနေပါတယ်လို့မြေအောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့မှုရဲဘော်တေဝါကမောင်းကိုပြောပါတယ်တေဆုံသွားတဲ့အုပ်ချုပ်ရေးမှုအေးတောင်းဟာအကြံဖတ်စစ်တကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကိုပြည်သူတွေမဲထဲဖို့ဖိအားပေးတာတွေပြည်သူတွေထံကစစ်မှုထမ်းကြီးဆိုပြီးငွေကြေးတွေချင်းချောက်ကောက်ခံတာတွေလူငယ်တွေစစ်မှုထမ်းဖို့အတင်းကျပ်စူးစမ်းတာတွေကိုလှုပ်ဆောင်နေသူလည်းဖြစ်တယ်လို့သိရှိရပါတယ် မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ပုံအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်သားရဲပြည်သူစစ်တွေအပါအဝင်ဒေါက်တိုင်တွေကိုပါအရှင်မြင့်တက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်အုပ်စုအနီးအနားသွာလာနေထိုင်ခြင်းမပြုလုပ်ကြဖို့ကိုလည်းအတိပေးထုတ်ပြန်ထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာညာ